မြင်လာပါတော့ဒီမန်လေးကိုပြန်ပြင်မယ်ပေါ့နော်2026မှာအီချမ်းလောက်လားဆိုတဲ့မန်လေးကိုဖြည့်ချောပါမယ်အာနောက်ပြီးဟိုသိကျင်တဲ့လူတွေကလည်းအော်နောက်နောက်ဘာတွေဖြစ်မလဲသိကျင်တဲ့လူတွေကကျွန်တော် line and follow လုပ်ကြပါလုပ်ပေးကြပါနော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လည်းကျွန်တော်နဲ့ပတ်သက်တဲ့လူတွေဒီဖရတရားလုတ်ခိုင်းတာမျိုးပါမျိုးဆိုလို့ရှိရင်ဒါသူတို့လည်းအဆင်ပြေတယ်နော်ဟိုဖြစ်လာမဲ့ကံတရားကြီးလည်းနောက်ဆုတ်တာပေါ့နော် ခုအာ96မှာအေးချမ်းပါလားဆိုတော့ကျွန်တော်မြင်တဲ့လောက်ကိုကျွန်တော်ပြောရမယ်ဆိုရင်96မှာကျွန်တော်တို့မြန်မာနိုင်ငံကိုပြောမယ်မြန်မာနိုင်ငံမှာ2026မှာအဲတော်တော်ဆူဆူဝါဝါဆိုတဲ့အနေအထားမျိုးတွေရောက်လာပါလိမ့်မယ်နော်အော်စစ်ကြီးတွေဖြစ်ပါဖြစ်လာလိမ့်မယ်စစ်ကြီးတွေဖြစ်ပြီးစီကူတာမှုခံယူမှုတွေအရှိစီတောင်မမီနိုင်တဲ့အနေအထားမျိုးတွေရှိရောက်သွားလိမ့်မယ် เนาะဟိုအသေးပြောက်တွေလည်းအရင်များလိမ့်မယ်နောက်ပြီးသွေးတွေတန်ယုံမှုတွေအရင်များလိမ့်မယ်เนาะအဲ့ဒါကြောင့်မို့များလိမ့်မယ်ဒါမြန်မာနိုင်ငံမှာအဲ့ဒါကြောင့်မို့ကျွန်တော်တို့တွေဒီလိုတွေမများအောင်ကျွန်တော်တို့တွေဖျားတရားတွေမများလုပ်ပြီးကြပါကျွန်တော်တို့ဖျားတရားကိုဘက်ကိုပဲကျွန်တော်တိုက်တွန်းပါတယ်เนาะဖျားတရားဘက်ကိုကျွန်တော်တိုက်တွန်းပါတယ်ဆိုတော့ဖျားတရားမများလို့ရင်ဒါတွေကဖြစ်လာမှာမဟုတ်ဘူးနော်ဒါမဲ့အဲ့လိုမဟုတ်ဘူးချကွာဆိုတဲ့အနေထားမျိုးဆိုလို့ရှိရင်ဒါတွေဖြစ်လာမှလိမ့်မယ် နောက်ပြီးတစ်ချက်ကကျွန်တော်မြမပြီးမြောက်ဖျားဘက်တွေခရုဆိုင်ပါမြမပြီးမြောက်ဖျားဘက်တွေအာကျွန်တော်အရင်ကပြောခဲ့ပြီเนาะမားနေစားတယ်မြို့တွေခရုဆိုင်ပါဟုတ်အဲ့ဒီမှာရှိတဲ့သူကနောက်ပြီးတော့2026ထဲကိုရောက်လာလို့ရှိရင်ကျွန်တော်တို့ဒီဘယ်လိုပြောရမလဲချိန်ချောက်တာတော့မဟုတ်ဘူးเนาะမြင်တာကိုပြောပြရတာနောက်26ထက်ရောက်လာရင် main ကလေးတွေခရုဆိုင်ကြပါ main ကလေးတွေ main ကလေးတွေတော့မှအသက်ကြီးတဲ့ ေးပေါ့အသက်ကြီးတဲ့သူတွေရောကလေးတွေရောပေါ့နော်အထူးသဖြင့်ကလေးကယူဆိုင်ကြပါနော်2016တည်းကိုကျွန်တော်ရောက်လာလို့ရှိရင်ဒါအခုကနေကယူဆိုင်ပါနော်အခုကနေကယူဆိုင်ကြပါတော်တော်ဆူဆူဝိုင်းလေးဘယ်လိုပြောမလဲဆိုတော့2016ထဲမှာလေးစစ်ဖြစ်တယ်လို့ပဲကျွန်တော်တို့မြန်မာရဲ့တကရင်တကရင်နဲ့ကျွန်တော်ကြည်တာလေးဒါစစ်ဖြစ်မယ်ဆိုရင်အနေထားမျိုးတွေကျွန်တော်တွေ့နေရတယ်နော်စစ်တွေဖြစ်မယ်နော်နောက်ပြီးတော့ မြန်မာတွေကိုသိချင်းနေတဲ့ဟာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဘယ်တော့ကြမှာအေးချမ်းပါလေဆိုတဲ့အနေထားပေါ့နော်ဘယ်တော့ကြမှာအေးချမ်းပါလေဆိုတဲ့အနေထားကိုအာဘယ်တော့ကြမယ်နှစ်ကြမှာလေဆိုဆိုတာပြောပြရမယ်ပေါ့နော်ဘယ်နှစ်ကြမှာလေဆို2030နောက်ပိုင်းနေကြမှာအေးအေးချမ်းချမ်းဖြစ်လာပါလိမ့်မယ်ဒီကြားထဲမှာတော်တော်ဆူဆူဝါးဝါးဖြစ်ပါလိမ့်မယ် တော်စိုးစိုးဝါးဆိုတော့လူတီးရဲ့လောဘဒေါသတွေနောက်ပြီးတခုချက်ဘူးတွေပေါ်လာနေမယ်တခုချက်ဘူးတွေပေါ်လာနေမယ်เนาะပစ္စည်းပစ္စည်းရတွေအပြောက်အရှာတွေများလာနေမယ်တခုချက်ဘူးတွေပေါ်လာနေမယ်เนาะအဲ့လိုချင်း main ကလေးတွေအာဘာပြောမလဲဘယ်လိုပြောလို့ကောင်းဘယ်လိုပြောရင်ကောင်းလဲမရင်းကျင်းအခံရတာတော့အသက်ခံရတာမျိုးတွေဖြစ်တဲ့တယ်2026ထဲမှာ ယူဆိုင်ကြပါနော်ဘယ်ဟန်တရားလေးလုံးကြပါဒါကျွန်တော်ချင်းချောင်းနေမှာမဟုတ်ဘူးနော်ဖြစ်လာပြန်အကြောင်းတရားကိုကျွန်တော်ပြောပြနေရနော်ချင်းချောင်းနေမှာမဟုတ်ဘူးနော်ဟိုဟိုဒါပါတော့ဘီရင်းစရာလေးလို့ချင်းချောက်ပြီးတော့နင်ဒိုင်းကြီးဖြစ်မယ်ပတ်စံပေးဆိုတဲ့ပုံစံမျိုးကျွန်တော်ပြောနေမှာမဟုတ်ဘူးနော်ကျွန်တော်ကဲတင်းနေပြောနေရနော်ဒီစကားကိုပြောလို့ဖခင်တရားကိုလိုက်နာမယ်ဆိုလို့ရှိရင်ဒါဟာလွတ်သွားနိုင်တဲ့အနေအထားမျိုးရှိတယ်အဲ့ဒါကြောင့်မလို့နော် မိန်ကလေးတွေတော့နစင်6ထဲမှာဂယူဆိုင်ပါမကြလေးတွေကအခုသူငါးလေးမှာဂယူဆိုင်ပါမိန်းလေးတွေကအဲ့မှာဂယူဆိုင်ပါဘာဖြစ်လို့လဲဆိုတော့ဟိုယောက်ျားလေးတွေကိုဂယူဆိုင်လို့ကျွန်တော်မပြောတော့ဘာဖြစ်လို့လဲတော့2020ငါးကနေဂယူဆိုင်လာမလို့2026လေဒီတိုင်းဆက်လာမှာယောက်ျားလေးတွေကတော့ဒါပေမဲ့မိန်းကလေးတွေကထူးထူးခြားခြားဖြစ်လာမှာမဟုတ်လို့မိန်းကလေးတွေပါဝင်လာမှာမဟုတ်လို့မိန်းကလေးတွေဂယူဆိုင်ကြပါလို့မိန်းကလေးတွေကိုအဓိကထားပြီးပြောတော့တယ်နော်2026မှာနော်အေဂျင်လောက်လာလို့မင်းရင်တော့ တရားကြိတ်တာဝင်မှာပဲအေးချမ်းပဲတရားကြိတ်တာမဝင်ချမ်းရင်တော့အေးချမ်းနိုင်ဘူးနော်ဒေါက်တာဆူဆူဝါဝါအနေနဲ့မျိုးတွေဖြစ်တတ်တယ်ပတ်စံရှိတဲ့လူကပတ်စံမရှိတာမျိုးပတ်စံမရှိတဲ့လူကဒုက္ခရောက်တာမျိုးဒါတွေဖြစ်တတ်တယ်နော်အဲကြောင့်မလို့2020ကြောင့်မှအေးချမ်းပါလားဆိုတော့2020မှာအေးချမ်းနိုင်ပါဘူးเนาะ follower တွေ line and တွေလုတ်ပေးကြပါเนาะဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အများကြီးရှိသေးတယ်ကျွန်တော်မြင်ထားတဲ့စကားပြောစရာတွေအများကြီးရှိတယ်ဒါကျွန်တော်နည်းနည်းပဲပြောရသေးတယ်ဟိုအသေးစိတ်တီး တောင်းမှကျွန်တော်ကောင်းကောင်းရောင်းရောင်းကျွန်တော်မပြောရသေးဘူးเนาะအဲဒါကြောင့်မလို့အားလုံးပိုင်ပိုင်ပါဒီဒီမလေးကိုကျွန်တော်ပြင်ရင်းနဲ့တောင်းတဲ့ဆက်ကြောင့်ပါနေဖြစ်မှလေးဆိုတော့ကျွန်တော်ဒါပုတ်အကြမ်းမြင်အပြင်ကျွန်တော်ပြောပြတော့မှာเนาะအားလုံးမိင်္ဂလာပါနောက်ဆက်ပါ